ကိုဗစ် -19 ရောဂါပိုးကူးစက်ခံရတာကြောင့်ကစားကွက်ရန်သားထားရတဲ့နေမှာကာဂျီဘော်လုံလောက်ကရဲ့ဝိုင်းရင်တိုက်စစ်မှုကမ္ဘာကျော်ကစားသမားတဦးဖြစ်သူနေမှာဟာလက်ရှိမှာကိုဗစ် -19 ရောဂါပိုးကူးစက်ခံထားရတာကြောင့်သူ့ရဲ့ကလပ်အသင်းဖြစ်တဲ့စန်တိုတင်းနဲ့ပွဲမကစားဘဲနားယူနေရကြောင်းသိရပါတယ်ဒီသတင်းကနေမှာရဲ့ပြည်သက်တွေတမကဘော်လုံလောက်ကတစ်ခုလုံးအတွက်ပါစိုးရိမ်စရာကောင်းပြီးစစ်ကောင်းချက်သတင်းတစ်ခုလည်းဖြစ်ပါတယ်စန်တိုတင်းရဲ့ထုတ်ပြန်ကြေညာချက်အရ မိမလည်းတလုံးမှနေမကောင်းတာကြောင့်သူရဲ့ကျမရဲ့အခြေအနေကိုတိကျစစ်ဆေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီလိုစစ်ဆေးခဲ့ရမှာ COVID-19 ရောဂါပိုးကူးစက်ခံရရကြောင်တွေးရှိရတာပဲဖြစ်ပါတယ်။ဒါကြောင့်ကာယရောဂါကူးစက်ပြတ်ပွားမှုကိုကာကွယ်ရန်နဲ့အတင်းသားတို့ရဲ့ဘေးကင်းရေးကိုရှေ့ရှုတဲ့အနေနဲ့သူ့ကိုအတင်းထဲတူမပူပေါင်းစေပဲတိကျခွဲထားရှိကပွဲကစားကိုရန်နာထားကြောင်စံတို့တင်ကတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ကစားသမားတို့ရဲ့ကျမရဲ့နဲ့ဘေးကင်းရေးကိုအဓိကထားပြီးဒီလိုဆုံးဖြတ်ခဲ့တာအမှန်ကန်တဲ့လောက်ရပါပဲ။မိမအနေနဲ့တိကျခွဲနေထိုင်ကရောဂါကိုတိကျကူးသွားရတော့မှာပဲဖြစ်ပါတယ်။ နေမှာကိုဘီယောဂဘောကုဆက်ခံရခြင်းမတိုင်ခင်ကတည်းကပွဲပဲ့ပြည်တန်တစ်ခုကြောင်းနားယူနေကြရတာပါ။ဒါကြောင့်သူကနှစ်ဆင့်ဒုက္ခရောက်တဲ့အနေအထားကိုရောက်ရှိနေပါတယ်။ပြီးခဲ့တဲ့ဂျာတာပရီနီကကစားခဲ့တဲ့ဖလော်တာလီဇာနဲ့ပွဲမှာလည်းသူကပွဲပဲ့ပြည်တန်ကြောင့်ပါဝင်ခွင့်မရပဲနားယူခဲ့ရပါတယ်။ဒီပွဲပဲ့ပြည်တန်ကတော့စန်တိုတင်းကဘူတာဖိုကိုအတင်းကိုတကူကိုမရှိနဲ့ရင်းနှီးခဲ့တဲ့ဘရာဇီးစီးတီးရဲ့ပွဲစဉ်ကနေစတင်ခဲ့တာပါ။အဲ့ဒီပွဲစဉ်မှာနေမှာဘောလုံးကိုလက်နဲ့ပုတ်ပြီးဂိုးသွင်းမှုကြိုးစားခဲ့တာကြောင့်ဒန်ယူချီရဲ့နှဝါဒနီနဲ့ထုတ်ပယ်ခံခဲ့ရပြီးပွဲပဲ့ပြည်တန်ကြားခံနေရတာပဲဖြစ်ပါတယ်။ဒါကစားသမားတူဦးတီနဲ့စီကံပိုင်းမှာဂယူဆိုက်တင်းနဲ့ဆိုတာကိုပြသနေတဲ့ဖြစ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့်လက်ရှိမှာနေမာပွဲပွဲပြည်တံအပြင် COVID-19 ရောဂါဘိုးကူးစက်ခံရမှုကြောင့်လည်းပွဲကစားပွဲဆက်လက်ရနားထားတဲ့အခြေအနေကိုရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ဒါအစံတော်တင်တော့ဒီကြကစားမတူဖြစ်တဲ့နေမာလိုကစားမတူကိုအချိန်တော်ကြာလက်လွတ်ဆုံးချိုးရမယ့်အခြေအနေတစ်ခုပါပဲဖြစ်ပါတယ်။နေမာမပေါ်ဝင်နိုင်ခြင်းဟာအတင်းရတိုက်စစ်ပိုင်းဆွဆောင်ရေးပေါ်ဓာတ်ရိုက်တက်ရောက်မှုရှိနိုင်ပါတယ်။အတင်းအနေနဲ့နေမာရဲ့နေရာကိုအစားထိုးဖို့နှိပြအတွက်ကောင်းစားစရာဖြစ်လာနိုင်ပါတယ်။လက်ရှိချိန်မှာတော့ COVID ရောဂါဘိုးကူးစက်ခံထားရတဲ့နေမာကိုဘလောက်ရကြကြနားပေးမလဲဆိုတာကတော့စံတော်တင်ကအတိမပြူသေးကြောင်းသိရပါတယ်။ ယောဂရဲ့ပြင်းထက်မှုပြန်လည်ကောင်းမွန်လာမယ့်အခြေအနေနဲ့ဘရာဇီးကျမ်းမာရေးဌာနရဲ့လမ်းညွှန်ချက်တွေပေါ်မူတည်ပြီးလာရမယ့်ကာလကိုဆုံးဖြတ်ဖွယ်ရှိပါတယ်။ပုံမှန်အားဖြင့်ကိုဗစ်ကူးစက်ခံရတဲ့ကစားသမားတွေဟာအနည်းဆုံး၁၀ရက်ကနေ၁၄ရက်အထိတိကျခွဲနေပြီးယောဂလက္ခဏာသက်သာလာမှသာအသင်းနဲ့ပြန်လည်ပူပေါင်းဝင်ရတတ်ပါတယ်။မိမာနေနဲ့မြန်ဆုံးကျမ်းမာရေးကောင်းမွန်လာပြီးဘလုံးကွင်းထဲကိုပြန်လည်ဝင်ရောက်နိုင်ပါစေလို့သူ့ရဲ့ပရိသတ်တွေနဲ့ဘလုံးချစ်သူတွေကဆုတောင်းပေးနေကြမှာပါ။သူ့ရဲ့ပွဲပယ်ပြစ်ဒဏ်ကာလကလည်းပြီးဆုံးခဲ့ပြီးအထက်အတွက်ပြန်လည်ပေါင်းဝင်ကစားနိုင်ဖို့သူ့ရဲ့ထူးခြားတဲ့ခြေစွမ်းတွေကိုပြန်လည်မြင်တွေ့ရဖို့ပရိသတ်တွေကမျှော်လင့်နေကြပါတယ်။ မိမလူစားမတူရဲ့ကိုင်းနဲ့ရှိနေခြင်းဟာဘယ်အတင်းတော့မဆိုအင်အားတစ်ခုပါပဲဒါကြောင့်သူရဲ့ပြန်လာမယ့်အချိန်ကိုအားလုံးကစောင့်မျှော်နေကြပါလိမ့်မယ်ဒီမှာကျွန်တော်တို့ရဲ့အမားတို့ချစ်တဲ့